အားလုံးပဲမင်္ဂလာပါဒီနေ့ဆက်ပြီးဒီမိတ်ဆွေတွေကိုဆရာကံကြမ္မာဖတ်ကြားပေးမှာကတော့ယနေ့ဟာအင်္ဂါနေ့ဖြစ်တဲ့အတွက်အင်္ဂါသာသမီအားလုံးအတွက်တပတ်စာ တားတော့ပြီးရင် ဟောစရံကိုဟောကြားပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဆက်ရဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါ အင်္ဂါသာသမီအားလုံးအတွက်တပတ်စာ တားတော့ပေးတဲ့ဟောစရံဖြစ်ပါတယ်။ယနေ့ဟာ16ရက်နေ့ဖြစ်တဲ့အတွက်16 19 21 22 23 24 7 24, 24, 24, 24, 24, 24လပိုင်း24ရက်နေ့ထိအောင်အကျုံးဝင်ပါတယ်နော်။အင်္ဂါသာသမီမိတ်ဆွေတွေဒီရက်ပိုင်းတွင်မှာစိတ်ရှုပ်ထွေးစရာပြဿနာတွေနဲ့ရင်ဆိုင်ဖြေရှင်းနေရတတ်ပါတယ်နော်။စီးပွားရေးကလည်းပုံမှန်အနေထားလေးပဲရှိပါတယ်။ သင်မျော်မှန်းထားသလောက်စီးပွားရေးကတိုးတက်မှုမရှိဘူးတိုးတက်မှုနှေးကွေးနေတတ်ပါတယ်နော်ပြီးတော့ငွေတွေဟာလည်းဒီလုပ်ငန်းတွေမှာမြုပ်နှံပြီးတော့မှနေတတ်ပါတယ်နော်လုပ်ငန်းတွေမှာမြုပ်နေတတ်တဲ့ငွေတွေပေါ်မလာဘူးဖြစ်တတ်တယ်ငွေနဲ့ပတ်သက်ပြီးတော့တောကဖြစ်เสียရလေးတွေကြုံရတတ်ပါတယ်နော်မေးစွေပေါင်းတင်ကန်စာတာရမ်းကောင်းတယ်ဗျလူမှုရေးတွေမှာเนาะလူကြည့်လူကင်များမယ်ပြီးတော့မေးစွေကောင်းနေတိုးပွားလာမယ်မေးစွေအစ်စ်တွေပေါ်များလာမယ်ဗျเนาะ ပြီးတော့လောဘကိန်းပဲကောင်းနေတဲ့စုံစည်းရတတ်တဲ့အဆက်အသွယ်ကောင်းနေရရှိတတ်တဲ့လုပ်ငန်းတွေရေရှည်ရင်းနှီးမြှုပ်နှံဖို့အတွက်မိကောင်းဆွေကောင်းတွေနဲ့စုံစည်းရတတ်တဲ့ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေနဲ့အချိတ်ဆက်ရတတ်ပါတယ်နော်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အဖုထစ်လေးတွေဟလာစင်မပြေမှုလေးတွေပုတ်တိုက်မှုလေးတွေဖြစ်လာတတ်တယ်အိမ်တွင်းရေးမပြေလည်မှုလေးတွေဖြစ်လာတတ်တယ်နော်သားရေးသမီးရေးနဲ့ပတ်သက်ပြီးတော့သားသမီးအကျိုးမပေးသေးပါဘူးနော် တာသမီမရှိသေးတဲ့မိဆွေတွေကလည်းတာသမီမရနိုင်သေးဘူးတာသမီရှိပြီးသားမိဆွေတွေကတော့တာသမီတွေကြောင့်စိတ်ပင်ပန်းမှုတွေရင်ဆိုင်ရတတ်ပါတယ်ဒီအချိန်မှာတော့ရန်သူတွေကအင်မတန်ကိုနှဲပါလှပါတယ်တင့်တွေကောင်းမြတ်တဲ့မိကောင်းဆွေကောင်းတွေနဲ့ပဲလူကောင်းတွေနဲ့ပဲစုံစည်းရတတ်ပါတယ်နော်လူငယ်တွေချင်းနဲ့ပတ်သက်ပြီးတော့ချစ်သူရှိတဲ့မိဆွေတွေလူငယ်တွေချစ်သူနဲ့တယောက်တစ်နေရာစီ မိဘတို့နိုင်ငံရခြားတို့မှာ ခွဲခွာပြီးတော့နေရတတ်ပါတယ်နော်ချစ်သူမရှိသေးတဲ့အပျိုးကြီးလူပြိုကြီးတွေကလည်းအချိန်မှကံမကောင်းနိုင်သေးပါဘူးနော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိုးရင်စရာမရှိပါဘူးနော်ဒါပေမဲ့နောက်ကျောတက်တာတို့ပြီးတော့ချော်လဲတာတို့အဲ့ဒီလိုမျိုး အသေးစားဒဏ်ရာလေးတွေတော့ရရှိတတ်ပါတယ်နော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့လောလောဆယ်အရန်ကြီးတိုးတက်မှုမရှိသေးပေမဲ့ဆွမ်းနာပြောရရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက်အရန်ကောင်းပါတယ် ပြီးတော့လုပ်ငန်းတွေအကောင့်တွေပေါ်ပြစ်မယ်လုပ်ငန်းကိန်းကန်းတွေဆွေးနွေးတိုင်ပင်ပြစ်မယ်ပြီးတော့စီမံကိန်းကြီးတစ်ခုအတွက်စာချုပ်ချုပ်ရလိမ့်မယ်ဗျာနော်ဝန်ထမ်းဖြစ်တယ်ဆိုရင်လည်းဝန်ထမ်းဖြစ်တယ်ဆိုရင်လည်းမကြခင်အချိန်ကာလအတွင်းမှာဒီနေရာကောင်းတွေကိုပြောင်းရွှေ့ရတတ်ပါတယ်နော်အလောက်ကောင်းနေရာကောင်းတွေဌာနကောင်းတွေကိုပြောင်းရွှေ့ရတတ်ပါတယ်ကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေကတော့ဒီမကြခင်မှာ မကြခင်တပတ်၁၀ရက်ကျော်လေးမှာစီးပွားရေးလုပ်ငန်းကိန်းကန်းတွေတိုးတက်လာလိမ့်မယ်เนาะတော့တော့ဆရာတော့ဒီတပတ်တွင်ကတော့အဲဆွမ်းနာဆရာပြောတဲ့အတိုင်းပဲတိုးတက်မှုနှေးကွေးနေတတ်တယ်ငွေကြေးအနေနဲ့ပတ်သက်ပြီးတော့တောကလေးတွေဖြစ်เสียရလေးတွေကြုံရတတ်တယ်เนาะအရေးကြီးတဲ့စာချုပ်တွေချုပ်ရတတ်တယ်ဗျလူငယ်တွေပညာရေးနဲ့ပတ်သက်ပြီးတော့စာမွေးပွဲကြမယ်အင်တာဗျူးကြတတ်ပါတယ်เนาะပြီးတော့ပြည်တွင်းပြည်ပခီးစီစဉ်ထားတဲ့မိတ်ဆွေတွေလည်း အခက်အခဲတွေကြားကနေအောင်မြင်မှုတွေရရှိတတ်ပါတယ်။ဒီအပိုင်းတွင်းမှာတင့်တွေကံကောင်းစေတဲ့ကဏ္ဍတွေကတော့ခွန်ကဏ္ဍ၊သုံးကဏ္ဍဖြစ်ပါတယ်။ခွန်သုံးပါတဲ့ကဏ္ဍတွေကိုကန်ဆန်းပေးပါနော်။ဆရာဒီအဲဒီအပိုင်းတွင်းမှာကြုံတွေ့ရမယ့်အခက်အခဲလေးတွေကနေကြော်လွှားနိုင်ပြီးတော့အောင်မြင်မှုပန်းနိုင်စီကိုရောက်ရှိစေဖို့အတွက်ဘုရားရှင်ကိုတော်မြတ်ကြီးဟာသောဘထမင်းသောဘထမင်းလူတန်းပြီးတော့မှဆူတောင်းပေးရပါမယ်နော်။ ပြီးတော့စံပုံသေးသေးလေးတွေ18ပုံအိမ်ရှိမှာ ပုံပြီးတော့မှ စာကလေးတွေငှက်ကလေးတွေကိုအစာကျွေးပေးပါနော်ဆူတောင်းပေးပါကန်စာတာညံ့နေကနေပြီးတော့မှကြော်လွှားနိုင်ပါလိမ့်မယ်အခုဆရာဟောကြားပေးခဲ့တဲ့တတော်ပြင်ဟောစတဲ့ဟာမိတ်ဆွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါ မိတ်ဆွေတို့ရဲ့နှိစက်ရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းသင်းတွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာပေးတဲ့မေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တာတော့ဗေဒဧကန်တဗေဒမေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဗေဒညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာ ကားတွေကြောက်တွေစက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးတိုက်တက်စင်တွေပြုလုပ်ပေးပါတယ်အာမခံနဲ့ပါပြီးတော့ခြေရင်းမှာတစ္ဆာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကြမ်းမာရေးတဲ့တန်ညံ့နေတဲ့လူနာတွေအော်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာပါတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့ လောင်းကစားအရှုံများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင် ပုံနကနတ်မင်းကြီးရဲ့အစီရင်တွေဆောင်ရွက်ပေးပါတယ်။ပြီးတော့အင်္ဂါထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ပျောက်သွားတဲ့တန်ဖိုးကြီးယရနာပစ္စည်းတွေချက်ချင်းပြန်လည်ရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခွင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာ အောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ ရာထူးတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့လိန်သူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အချုပ်နှောင်ဖန်းစည်းခံရတဲ့မိဆွေများလည်းအချုပ်နှောင်ဖန်းစည်းကနေချက်ချင်းလွတ်မြောက်စေရန်အထူးရေရရာအစီအမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်။ ပြီးတော့အိမ်သစ်ဆောက်ရန်လုပ်ငန်းစတင်ရန်ဟလာဆိုင်သစ်ဆောက်ဆိုင်သစ်ဆောက်မဲ့မိတ်ဆွေများကုမ္ပဏီသစ်စတင်ဖွင့်လှစ်မဲ့မိတ်ဆွေများအချိန်ကောင်းခါကောင်းနေရွေးချယ်ပေးပါတယ်ပြီးတော့မင်္ဂလာဆောင်ခန်းသားတွေအတွက်အချိန်ကောင်းခါကောင်းရွေးချယ်ပေးခြင်း အလူမင်္ဂလာပွဲကြီးများအတွက်အခါကောင်းနေကောင်းအခါကောင်းများရွေးချယ်ပေးခြင်းနော်ပြီးတော့ကလေးမိဖွားခွဲစိတ်ရန်အတွက်အခါကောင်းမင်္ဂလာကောင်းများရွေးချယ်ပေးခြင်း ဘေးအားသိတိဒနာသိတိလာဘသိတိစသည်အားဖြင့်အဆောင်လက်ဖွဲ့များကိုပြည်တွင်းပြည်ပကိုအိမ်တိုင်းရာရောက်ပို့ဆောင်ပေးပါတယ်။ဆရာရဲ့ဖုန်းနံပါတ်က39956688858ပြီးတော့39968 34လုံး256ဖြစ်ပါတယ်နော်အဲ့ဒီ39956 88 858အဲ့ဒီဖုန်းနံပါတ်က Viber ကောင် Telegram ကောင်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါဆရာရဲ့ဘေးရင်ဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နှောကုံကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဘေးရင်ဟောကမ်းမှာလည်းလာမေးလို့ရပါတယ်เนาะမလာခင်မှာဆရာကို ဖုန်းကြိုဆက်ပေးပါခொနရသားသမီးအားလုံး ကျမ်းမာချမ်းသာကြပါစေ။